1996-98ကျောင်းသားလှုပ်ရှားမှုမှာပါဝင်ခဲ့တဲ့ကျောင်းသားတွေကိုဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂကဦးဆောင်ပြီးဒီဇင်ဘာ26ရက်နေ့မှာဂုံပြုခန္ဓာတစ်ခုကျင်းပခဲ့ပါတယ်။18နှစ်ကြာခဲ့ပြီဖြစ်တဲ့1996-98မျိုးဆက်ကျောင်းသားတွေဟာဘာကြောင့်နှစ်တန်ကြာလစ်လူရှုခံရတာလဲ1996အောက်တိုဘာနေ့ဒီဇင်ဘာကျောင်းသားလှုပ်ရှားမှုမှာဦးဆောင်ပါဝင်ခဲ့တဲ့ကုဆိုးထွန်းကကျောင်းသားတို့အခွင့်အရေးတွေဆုံးရှုံးခဲ့မှုကနေကျောင်းသားသက်မကပေါ်ပေါ်ရည်တီဖြစ်ပေါ်လာခဲ့ရတဲ့ တမိုင်းကြောင်းတွေကိုရှင်းလင်းပြောဆိုခဲ့ပြီးဥပဒေဘက်တော်သားစီဗင်ရဲတွေဥပဒေမဲ့ចောင်းသားတွေကိုညှဉ်းပန်းနှိပ်စက်မှုကအစပြုပြီးထောင်ထဲချီတဲ့တက္ကသိုလ်ပေါင်းစုံကចောင်းသားတွေရဲ့ဒီစင်မလှုပ်ရှားမှုကြောင့်အစိုးရကနိုင်ငံလုံးကကောလိပ်တက္ကသိုလ်တွေကိုနှစ်ကန့်တမ်းရှိပိတ်ခဲ့တယ်လို့ပြောပြပါတယ်။ចောင်းသားတွေတောင်းဆိုမှုပေါ်ပေါက်ရင်မှန်မှန်ကန်ကန်ဖြည့်ရှင်းပေးရမယ်စာចောင်းတွေပိတ်တာနဲ့တုံ့ပြန်ခဲ့ပြီးចောင်းတွေကိုမြို့ပြင်တွေပို့လိုက်တဲ့ပြည်တန်ချောင်းကောင်းမွန်တဲ့ပညာရေးကိုမရဘဲ လူဆွမ်းရင်မြင့်တွေပျက်စီးဆုံးရှုံးနစ်နာခဲ့ရတာဒီကနေ့လက်တွေ့ပါပဲလို့ဆိုပါတယ်ရဲတွေကနိုင်ကျင့်လို့ဒီနှိမ့်ဆက်ညှင်းပန်းတို့တရားလဲလို့ပြုမှုလို့ကြောင့်ဆန္ဒပြတဲ့ကိစ္စပါအေးစင်းနဲ့ညှိနှိုင်းတိုင်ပင်ဖြစ်ရှင်းရင်ကြားရတာနဲ့ပြီးတော့ဒါကိုကောင်းမွန်ညှိနှိုင်းတိုင်ပင်မဖြစ်ရှင်းခဲ့ဘူးမဖြစ်ရှင်းခဲ့ပဲနဲ့ဒီပြုမှုပြောဆောင်မှုတွေအထက်စီးရနေပြီเนาะ နာခြင်းဆက်ဆံလုပ်ခဲ့တဲ့အတွက်ကြောင့်နောက်ဆုံးចောင်းသားတွေကမခံမရနိုင်ဖြစ်ပြီးအားလုံးကတက်တက်ကတူအားလုံးပါလာခဲ့ရတယ်။အော်တိုဘားနေပြီးနောက်ဆုံးဒီဇင်ဘာ၂ရက်နေ့မှာဆန္ဒပြပွဲတွေဖတ်ဖြစ်တယ်။နောက်ဒီဇင်ဘာ6ရက်နေ့ဖတ်ဖြစ်တယ်ပေါ့နော်။နောက်ဆုံးတကုံတက်ကတူမှာဆိုတော့ဒီဇင်ဘာလ9ရက်နေ့ဖတ်ဖြစ်တယ်။အចောင်းသားတွေကိုတခုဖြစ်လိုက်တိုင်းမှမှန်ကန်ကန်နဲ့ဖြစ်ရှင်းရမယ်အစားចောင်းပိတ်တာနဲ့တုံ့ပြန်တယ်။နောက်ဆုံးចောင်းတွေကိုဝေးဤနယ်တွေထပ်ပို့တယ်။နောက်ဆုံး68နောက်ပိုင်းမှာဆိုရင်တက်ကတူတွေအကုန်လုံးကမြို့ပြင်တွေရောက်ပြီးတော့ចောင်းသားတွေမှာတကယ်ကိုဒီ ်ချိရောက်တဲ့ပညာကြီးလည်းမရဘဲနဲ့ပေါ့နော်အချိန်နေအကုန်လူတွေပန်းပြီးတော့တိုင်းပြည်မှာတကယ်လူဆွမ်းအရေးမြင့်တွေအခုပျက်စီးဆုံးရှုံးပြီးတော့နစ်နာနေရတော့ဒါအနည်းအားလုံးညီမတို့လည်းအားလုံးခံစားနေရတာတွေ့တွေ့နေရတာပေါ့နော်1996ကျောင်းသားလှုပ်ရှားမှုမှာပါဝင်ခဲ့လို့စစ်ဆိုရရဲ့ဖန်စီထောင်ချမှုကိုခံခဲ့ရပြီးနောက်1998မှာအမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ကရပ်ပေါင်း60အတွင်းလွတ်တော်ခေါ်ပေးရေးတောင်းဆိုတာကို၆ခန်းနဲ့ကျောင်းသားလှုပ်ရှားမှုဟာဩဂတ်24ရက်နေ့မှာပေါ်ပေါက်ခဲ့ပါတယ် လွတ်တော်ခေါ်ယူရေးတောင်းဆိုတဲ့ចောင်းသားတွေကိုဖန်စီပြီးအမြင့်ဆုံးထောင်ဒဏ်59နှစ်ကနေ65နှစ်ထိချမှတ်ခဲ့ပြီးចောင်းသားလှုပ်ရှားမှုတွေကိုစစ်ထောက်လန်းရေးတွေကဥချိုးကြံဖတ်ခဲ့ပါတယ်1996နဲ့1998ចောင်းသားလှုပ်ရှားမှုဟာခွဲခြားလို့မရဘူးလို့ကိုအောင်စိုးမင်းကဆိုပါတယ်1998ចောင်းသားလှုပ်ရှားမှုဟာចောင်းသားတွေရေးတဲ့ပူကျဲပြက်နဲ့နိုင်ငံရေးလှုပ်ရှားမှုဖြစ်တဲ့အကြောင်းဆုံးရှုံးနေတဲ့အခွင့်အရေးတွေကိုတရားသောနည်းနဲ့တောင်းဆိုတိုက်ပွဲဝင်တဲ့အခါ ရှိတဲ့အင်အားနဲ့မမမမတ်ရက်ဒီရမှာဖြစ်တဲ့အကြောင်းတရားမရှိရင်မဖြစ်ဘူးဆိုတဲ့အနေထားမျိုးမဟုတ်ဘဲလှုပ်ရှားမှုတွေဟာမျိုးဆက်လိုက်လက်ဆင့်ကမ်းမှာပါလို့ဆိုပါတယ်ဘုန်းတဲ့ချောင်းလေးကိုလည်းဒီခွဲကြလို့မရပါဘူးကျွန်တော်တို့လက်ရှိလုပ်နေတဲ့နော်တက္ကသိုလ်ကသမဂ္ဂဝင်ငွေရမကြေးအောင်လေမိမိတို့ခွင့်ရှိတဲ့မိမိတို့တိုင်မဝင်တဲ့လိုအပ်ချက်တွေကိုတောင်းဆိုတဲ့တရားတော်ကြီးနဲ့တောင်းဆိုတယ်သို့တော်လည်းပဲတစ်ဖက်ကနေတော့တရားတော်ကြီးတွေမတရားတော်ကြီးတွေဆက်ပြီးလည်းမဟုတ်တော့ဘူးတောင်းနေဖြစ်မှာပါပဲအဲ့လိုဖြစ်ခွင့်တဲ့အချိန်မှာကို့မှာရှိတဲ့အင်အားန မမမမရက်ပြီးတော့တယောက်မရှိရင်လုံးဝမဖြစ်ဘူးဆိုတဲ့အနေအထားမျိုးမဖြစ်ပဲလက်ထင်ကလေးတက်ဆောင်ပြီးတွားချဖို့အတွက်ဆုံးမလာတော့ပါဘူး